အားလုံးပဲမင်္ဂလာပါမကာဝ vlog နံပါတ်3ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကတော့ကျွန်တော်တို့မကာဝတာဝါတက်ပြီးတဲ့အခါမှာ broken church နဲ့ senado square ကိုသွားလေဖို့အတွက် grand lisboa hotel ကြီးကိုပြန်သွားရောက်ပါဖြစ်ပါတယ်အဲ့တော့မကာဝတာဝါကနေ grand lisboa hotel ကိုသွားမယ်ဆိုရင်တော့ free bus လေးတွေရှိပါတယ်ဒီ free bus လေးကိုစီးပြီးတော့ကျွန်တော်က grand lisboa မှာဆင်းရမယ်ပြီးရင်တော့ senado square တီကိုလမ်းလျှောက်ပြီးသွားရမှာဖြစ်ပါတယ် Grand Lisboa Hotel ကြီးမှာဆင်းပြီးတဲ့အခါမှာတော့လမ်းလေးလျှောက်ပြီးတော့ Santa Rosa Square ထိရောက်သွားမှာဖြစ်ပါတယ်အခုမြင်တွေ့နေရတာတော့ Santa Rosa Square ပဲဖြစ်ပါတယ်ဒီနေရာမှာတော့ shopping ထွက်လို့ရတယ်လို့ စားတောက်တွေများစွာလဲစားတောက်လို့ရပါတယ်ပြောရမယ်ဆိုတော့ကိုရီးယားကမြောင်းဒုံဧရိယာနဲ့ဆင်တူပါတယ်ဟောဒီဆယ်နာရီစကွဲရီးယားနေရှေ့ဆက်သွားလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က broken church ကိုရောက်မှဖြစ်ပါတယ် ဆန်နာဒိုစကွဲကနေဆက်ပြီးတော့ဝင်သွားမယ်ဆိုလို့ရှိရင်တော့ shopping area လေးရောက်ရှိမှဖြစ်တယ်လို့နာမည်ကြီးအဲချက်ကြောင်းများစွာလေးတွေ့ရမှာဖြစ်ပါတယ်။လမ်းတိုင်းလမ်းတိုင်းမှာ သူ့အနေနဲ့သူဆွဲဆောင်မှုလေးတွေရှိပြီးတော့ချက်ကြောင်းလေးတွေလည်းရောင်စုံအယောင်မျိုးစုံတစ်ခုပြီးတစ်ခုတွေ့ရမှာဖြစ်ပါတယ်။ဒါကတော့ဆန်နာဒိုစကွဲကနေဝင်ဝင်ချင်းပထမအဆုံးတွေ့ရမယ်အဝါရောင်ချက်ကြောင်းလေးဖြစ်ပါတယ်။ နောက်တစ်နေရာအနည်းနဲ့တော့ကျွန်တော်တို့ကဂုံမော်လေးမှာရှိတဲ့ချက်ចောင်းလေးတစ်ခုသွားမှာဖြစ်ပါတယ်။အဲချက်ចောင်းလေးကကြတော့အော် language တွေကလည်းအရင်လှသလို Grand Lisboa ရဲ့ထိပ်ပိုင်းကိုမြင်ရတာဖြစ်တဲ့အတွက်ဒီလမ်းလေးမှာတပုံရိုင်းနဲ့တော်တော်လှတယ်လို့ပြောကြတယ်ပေါ့နော်။ဒါကြောင့်မလို့ကျွန်တော်ကအဲဒီကိုဆက်သွားမှာဖြစ်ပါတယ်။ like ခဲ့နော်။ ဒီနေရာကိုရောက်ပြီဆိုရင်စားကိုစားရမယ့်အရာတစ်ခုရှိပါတယ်။အဲ့ဒါပါလေဆိုတော့အမဲဥပယုတ်ဖြစ်ပါတယ်။ဒီအမဲဥပယုတ်ကအရန်ကိုနာမည်ကြီးပြီးတော့ဒီတလန်းလုံးမှာဒီဆိုင်ကြီးကြီးပဲရှိတာပေါ့နော်။ဒါကြောင့်မလို့ဒီလန်းလေးကိုရောက်အောင်ရှာပြီးတော့အမဲဥပယုတ်ကိုစားကိုစားကြည့်တင်ပါတယ်။အမဲသားမစားတဲ့ကျွန်တော်တို့မှာမှုပြီးတော့အရန်ကိုစားခြင်းစိတ်ဖြစ်လာပါတယ်။ကျွန်တော်တို့ကတော့လူတုံးနေတဲ့ဒီဆိုင်မျိုးဝင်စားခဲ့ပါတယ်။ နာမည်တော့မသိပါဘူးတရုတ်လိုရေးထားတဲ့အတွက်ဒီဆိုင်လေးကအရန်ကိုမှုေးပြီးတော့စားကျင်စရာလေးပါဒါကတော့ဆလုံးကအန်တီရေးစားတဲ့အမဲဥပြုတ်ပေါ့နော်ကျွန်တော်ကတော့အမဲသားမစားတဲ့အတွက်ငါအသားလုံးလေးပါတော်တော်ကောင်းပါတယ် ကဲအခုစားပြီးပြီဆိုတော့ကျွန်တော်တို့ရဲ့အထူးကနေရာကြီးဖြစ်တဲ့ broken church ကိုသွားမှဖြစ်ပါတယ် broken church ကိုသွားမယ့်လမ်းကြီးကတော့အရန်ကိုတိုးကျိတ်ကျက်ညက်ပြီးတော့ဘာဆိုင်နေရှိနေတယ်ဆိုတာကိုဆက်ပြီးတော့ကြည့်အောင်နော်ဒါကတော့မကာကိုရောက်ရင်စားဟုတ်စားမယ် attack ပဲဖြစ်ပါတယ် attack ကအာရှမှာဆိုရင်မကာကနာမည်ကြီးဆုံးပါနောက်ထပ်မကာကမှာနာမည်ကြီးဆုံးအရာကတော့ဝတ်တချိုးကြောက်လေးတွေပေါ့နော်ဟောဒီလိုမျိုးအပြားလေးတွေ啊 လမ်းတောက်လျှောက်ကိုတွေ့ရတာဖြစ်ပါတယ်အဲ့တော့အမီးတွေကြွေးတဲ့အမီးတွေဝင်ဆိုင်နေကိုဖိုက်ပြပါတယ်ဈေးကတော့အရန်ကိုကြီးပါတယ်မြန်မာပြည်တော့မသိပေမဲ့တခြားနိုင်ငံတွေတော့ဒီဝက်သက်ကြိုးချောက်ကိုယူသွင်းခွင့်အကန့်အသတ်ရှိတယ်ပေါ့နော်ကိုရီးယားနိုင်ငံဆိုရင်အများကြီးယူလို့မရပါဘူးတယောက်စာတစ်ပြားအာဘလောက်ဂရန်ဆိုတာတတ်ပတ်ထားရပေါ့နော်ဒီလောက်ပဲယူလို့ရပါတယ်ဒါကြောင့်မလို့အဲ့ဒီရောက်တဲ့အခါကျလို့ရှိရင်တပြားလောက်ဝယ်စားပြီဆိုရင်ပဲလုံလောက်ပါပြီမိမိအိမ်ကို တည်ဖို့အတွက်တော့အာမပေးပါဘူး broken chest နဲ့နီးလေလေလူတွေကအခုလိုပဲပွဲတော်လိုပဲအုံအုံထနေလေးပဲဖြစ်ပါတယ်ပြောရမယ်ဆိုရင်ဒီနေ့ကဘာပိတ်ရမှလည်းမဟုတ်တလို့ဘာပွဲတော်ရမှလည်းမဟုတ်ပါဘူးဒီလမ်းကြီးကဒီလိုပဲအမြဲတမ်းတိုးချိတ်ကြက်ညက်နေတာဖြစ်ပါတယ်အောင်မြင်စွာနဲ့လူကြီးကိုတိုးလာပြီးချိန်မှာတော့ broken chest ကြီးကိုမြင်ရပြီဖြစ်ပါတယ်အခုမြင်နေရတဲ့ ညနေပိုင်းတစ်ခုသားကြမ်းရှိနေတဲ့ broken chest ကြီးအားဆိုလို့ရှိရင်တော့ကမ္ဘာအမွေနှစ်ထိမ့်သိမ့်မှုစီးရင်ဝင်မကာဝရဲ့အမှတ်တစိကြီးဖြစ်ပါတယ်ကျွန်တော်တို့ရောက်သွားတဲ့ချိန်ကတော့ broken chest ကြီးကိုပြုပြင်မောမန်နေတာဖြစ်ပါတယ် broken ချက်ရှိနေတဲ့ဓာတ်ပုံရိုက်ပြီးရှောက်ကြည့်ပြီးပြီဆိုလို့ရှိရင်တော့သူ့ဘေးမှာရှိတဲ့ mount fog ကိုတက်မှာဖြစ်ပါတယ် fog mountain ပေါ့နော်။ဟောဒီတောင်ပေါ်တက်မယ်ဆိုလို့ရှိရင်တော့ macao ရဲ့အလား grand lisboa ရဲ့အလားကိုမြင်နိုင်မှာဖြစ်ပါတယ်။အဲဒီမှာဆိုလို့ရှိရင်တော့မြန်မာအကိုဝန်ထမ်းတွေလည်းအများကြီးတွေ့ခဲ့တယ်ပေါ့နော်။ security တွေအများကြီးတွေ့ပါတယ်။ အပြန်မှာတော့ broken church နဲ့ senator square ဘက်ကနေလူအုပ်ကြီးကိုတိုးပြီးမပြန်တော့ဘဲနဲ့တောင်ရဲတခြားတစ်ဖက်ကနေတောက်လျှောက်ဆင်းပြီးတော့ hotel ကို ပြန်ရပါပြီအဲ့တော့ကျွန်တော်ကတော့အာမကာကိုသွားတဲ့အချိန်မှာအရန်ကို hotel ယူမှန်တယ်လို့ကိုကိုကိုအာချီကျူးမိပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ယူထားတဲ့ hotel နဲ့ပတ်လည်မှာအကုန်လုံးကလမ်းလျှောက်ပြီးတော့သွားရလွယ်ကူလို့ပဲဖြစ်ပါတယ် ညစာကိုတော့ဟိုတယ်နားမှာပဲကောင်းကောင်းစားပြစ်ပါတယ်ဒီဟိုတယ်နားကဆိုင်နေရတော့အရန်ကိုမှအရသာရှိပြီးတော့မီနူးကလည်းကိုမြန်မာပြည်ကတရုတ်စစ်တီကြော်လော်တယ်လို့ပဲတထက်သေးအရသာတိတိကျကျရှိပါတယ်ဒါကြောင့်မလို့ကိုရီးယားမှာမစားရတဲ့အရသာကိုမကောင်းမှစားရတဲ့အတွက်တော်တော်လေးကိုပျော်မိပြီးစိတ်ချမ်းသာပါတယ်ဒါပေမဲ့စိတ်ညစ်ရတာတခုရှိပါတယ်တ िश ူးမချပေးဘူး ရေမချပြီးဘူးနောက်ကိုမှားပြီးတာနဲ့ပတ်စံကိုတန်းရှင်းရတာဖြစ်တဲ့အတွက်ဒါတွေကတော့ကိုရီးယားနဲ့မတူလို့တော်တော်လေးအခက်အခဲရှိပါတယ်ကျွန်တော်တို့အတွက်ပေါ့နော်ဒီနေ့မှာထားတာတွေကတော့960ရေမုံညင်းခယူစီရေပြီးတော့ပဲသီးနဲ့ဝတ်သားနဲ့ကြော်ထားတာရေသမင်းတစ်ယောက်တစ်လုံးစီရေမှာပြီးတော့စာပြစ်ပါတယ်။အော်ကျန်ပါသေးတယ် ဒါကတော့ဝက်ချိုချင်းပေါ့နော်ဝက်ချိုချင်းလေးတစ်ပွဲလေးမှားထားပါသေးတယ်အဲ့တော့ဒီလေးပွဲကြီးကို၃ယောက်စားတာကတော့လုံးဝမကုန်ဘူးပေါ့နော်ဒါပေမဲ့လေနည်းနည်းဖြစ်ဖြစ်စားရရင်တော့အရသာရှိတာမို့လို့အများကြီးမှားပြစ်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ငပိကျော်ရှိနေတာပါပဲဒီငပိကျော်ကစိုင်တိုင်းစားတော့စိုင်တိုင်းလို့လို့ရတယ်ပေါ့နော်ဒါကြောင့်မို့လို့တော်တော်လေးအဲစားရတာအဆင်ပြေပါတယ်မြမပြည်ပြန်ရောက်သွားတယ်လို့ပဲမြမပြည်က တရုတ်စားစားတွေစားရတယ်လို့ပဲအရန်ပေါ်မှာအရသာတိတိဖြစ်မိနေအရသာရှိပါတယ်စားကြပါဦးဒါဆိုရင်တော့နောက်ဘလော့လေးမှာဘယ်ဒီဆက်သွားမလဲဆိုတာစောင့်ကြည့်ပါဦးเนาะအလုံးမဲ့ကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်တတား